တန်မိုးနဲ့အင်ယာကနေတန်မိုးသစ်တန်မိုးမြင့်အင်ယာအထိပါဝင်တဲ့အင်ယာနဲ့အဆောက်အုံပြပွဲ2019ကိုရန်ကုန်မြို့တက်မတော်ခမ်းမှာမှာပြုလုပ်နေပါဗျ။ဒီပြပွဲမှာတော့တန်မိုးအနှိမ့်ဆုံး96သိန်းကနေစပြတာဖြစ်ပြီးဒုတိယအကြိမ်မြောက်ပြသခြင်းလည်းဖြစ်ပါတယ်။ကျွန်တော်မှအနေဆုံးတော့ကျွန်တော်ဒီ1 square feet ကိုကျွန်တော်တို့ ဒေါ်လာ150ရယ်ဒေါ်လာ330ကျားလာမှာကျွန်တော်ရှိပါရဲ့ဗျာဟုတ်ကဲ့ပါအတုံးလုံးလုံးဝမယူဘဲနဲ့ကျွန်တော်တို့ကဘန်တိုးကိုမယူဘဲတော့ limit installment နဲ့ကျွန်တော်တို့တက်တောက်တက်တာဝယ်ယူနိုင်မဲ့ပုံစံလေးကျွန်တော်တို့ကပေးထားရပါတယ်ဗျာဟို payment plan လေးကိုအကောင်းဆုံးလုပ်ပေးထားပါရဲ့ဗျာဟုတ်ကဲ့ပါတမိုးနေရနေပေါ့တမိုးတက်တဲ့ပြီးတော့တမိုးမြင့်နဲ့အိမ်ရတယ်သူသူအစားစားပေါ့မျိုးစားနဲ့လိုက်ပြီးတော့ဟိုဆုံဆုံလေးတွေတော့ဒီဒီပွဲထဲမှာပေါင်ပြသထားပါတယ်ဗျာတမိုးအနေဆုံးကတော့ညီမတို့ဟိုက cash down ဆိုလို့ရှိရင်တော့69သိန်းပေါ့တကယ်လို့အရေးကြတဲ့ဆိုရင်တော့140နဲ့2သိန်း ဟုတ်ကဲ့အဲ့ဒါတန်ဟိုတန်မို့အနည်းဆုံးပေါ့နော်အမြင့်ဆုံးကကျတော့3380နဲ့နှစ်သိန်းပါမြင်းကြီးတက်ကကျတော့လေဟိုကက်ချ်တောင်းဆိုလို့ရှိရင်တော့3300ဟိုက90ပေါ့တိုက်ခန်းနေရကျတော့အမှတ်နဲ့လမ်းမကြီးပေါ့လမ်းမပေါ်မှာပေါ့နော်တောင်ငုံစီးဝိုင်းတက်ကတူရဲ့ရှေ့တမတ်တိုင်မှာဒီဇင်ဘာတီးကြီးကမြို့တော်ဆိုပြီးဆိုင်းမုတ်ကြီးရှိပါတယ်တောင်ငုံမြို့နယ်ထဲမှာပေါ့ အင်ယာတွေကိုအရေးကျစနစ်အပြင်ဘန်တွေနဲ့ပါချိတ်ဆက်ပြီးဝယ်ယူနိုင်ပါတယ်။လာရောက်လိလာသူတွေအနေနဲ့စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။လူတိုင်းလလန်းမိနိုင်တဲ့အနေအထားဖြစ်အောင်ဟုတ်လားတိုက်အမျိုးမျိုးပေါ့ဟိုတိုက်အခုလောလောဆယ်လုပ်နေတဲ့ဟိုတောင်ဝန်းတဲ့အင်ယာတွေပါတွေကဒီကရမ်းပြောရင်ဟိုပုဂ္ဂလိကဘိုင်းတိတ်မလို့သေးဘူး။နိုင်ငံတော် invest လုပ်နေတာပဲရှိတယ်။ပုဂ္ဂလိကဘိုင်းကလည်းအဲ့လိုမျိုးပုဂ္ဂလိကအပိုင်းကလည်းအဲ့လိုမျိုး ဒီအောက်ခြေလူနန်းသားတွေအတွက်ပါစဉ်းစားပြီးတော့ဟိုလက်လန်းမိနိုင်တဲ့နေသားတွေဖြစ်အောင်ဟောပေါ်ဟို various ပေါ့နော်မျိုးမျိုးမျိုးစုံနဲ့တိုက်ခန်းတွေဟိုချက်တွင်ပြီးတော့ business လုပ်ငန်းတွေလုပ်ကြမယ်ဆိုရင်တော့ပိုကောင်းမယ်လို့မျှော်လင့်ပါတယ်တစ်ချက်ဟုတ်လားလို့လာကြည့်ရဒါပေမဲ့အရင်တစ်ခေါက်လာကြည့်တော့960တဲ့ဒီတစ်ခေါက်လာကြည့်တော့800ဆိုတော့မကြောက်လို့ထင်ပါတယ်တက်တာပဲပေါ့နော် ဲ့လိုမျိုးထင်တယ်။ဝယ်မယ်ဆိုရင်ပေါ့နော်အဲဒီနောက်ပိုင်းဆိုရင်တော့ mini condo နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး develop လုပ်နေတာပါ။ရန်ဟို luxury condominium တွေကြတော့နိုင်ငံနေထားနေရောပေါ့နော်။နည်းနည်းလေးအဲလိုအပ်ချက်တွေရှိအောင်မထင်တော့ရောက်မှုပါလား။တန်ဖိုးနဲ့အရာတွေကအဲအရန်ပေါ့နော်အလှမ်းဝေးရောပေါ့နော်။ဒါကျွန်တော်တို့ဒီ transportation တွေပါတွေအဲဒီလောက် service တွေ provide မလုပ်နိုင်သေးဘူး။နောက်ဟို hospital တွေပါတွေပေါ့ဒီမိဆက်ရဒီအာဒီကျောင်းတို့စေကန်တို့ဒါမျိုးတွေမရှိသေးဘဲနဲ့တော့တန်ဖိုးနဲ့အရာတွေ develop လုပ်တာကအဲ့လောက်ကြီးကြီးတော့ထိရောက်မယ်လို့တော့မထင်ဘူးပေါ့။ ဒီနေ့ပြပွဲမှာအိညာအဆောက်အုံနဲ့ပတ်သက်တဲ့ဒီဆောက်ပြီးတိဆောက်စေအိညာတွေနဲ့ဆောက်လို့ရတဲ့ပစ္စည်းတွေကိုကမ္ပဏီ60ကျော်ကပြကန်ပေါင်း100နဲ့ပြသနေတာဖြစ်ပြီး promotion season တွေလည်းပါဝင်နေလို့သိရပါတယ်ဒီအရာပြပွဲကို match လ18ရက်နေ့ကနေ19ရက်နေ့အထိ3ရက်ကြာပြုလုပ်သွားမယ်လို့သိရပါဗျ။ကျွန်တော်ကျော်သောဟီမှာ